ရုပ်ရှင်မျိုးတော်ကြီးဖြစ်လာတယ်နိုင်ငံတကာမှာလည်းအောင်မြင်တဲ့ရုပ်ရှင် industry တွေကသူ့မျိုးနဲ့သူရှိတယ်လေ Hollywood တို့ Bollywood တို့မြန်မာပြည်မှာဖြစ်လာရင်တော့ကောင်းတာကားတကားသူများကြီးမှသွားရင်ဆိုခဏနဲ့နာမည်ပြက်တယ်ဘာလို့လဲကားပျက်စီးတာတွေကိုင်းနေထွေးတာတွေစံနေမစီးတာတွေအဲ့လိုမျိုးဖြစ်ကြတော့ရုပ်ရှင်သမားဆိုတောင်းတတန်းလန့်ကြတော့အိမ်ပျက်စီးတယ်ပေါ့နော်ကျွန်တော်လဲကျွန်တော်အမအိမ်ငှားတယ်ကျွန်တော်ရိုက်ပြီးခဲ့တဲ့နောက်မရိုက်သူမငှားတော့ခုနကတော့တင်ရင်သွားရရတာလူများကြီးသွားအောက်ကျနောက်ကျငှားရတာကြီးတယ်ဒါတွေကျင်းกว่าသွားတယ် ရုပ်ရှင်သမားတွေအတွက်တပန်းသားအဒီနှစ်ကနည်းနည်းထူးကြတယ်ပေါ့နော်အရင်နှစ်တွေတော့ကတော့ဟိုကြုံတဲ့လူတွေ့တဲ့လူခေါ်ပြင်းဒီနှစ်ကသူတို့ဆရာတွေရွေးလိုက်တယ်ပေါ့ဆရာ၄ယောက်ပေါ့ကိုင်းစိုးရဲ့ကျွန်တော်ရဲ့ကိုတီးရကျော်စိုးရဲ့ကိုထူးသာရှိတယ်အမင်းတို့ဘာတင်ပါလဲ အတယောက်တင်တော့တယောက်ဝင်မဆွက်ကြေးပေါ့အဲ့တော့ကျွန်တော်နိုင်ငံတကာနီးစနစ်တွေကျွန်တော်တာဝန်ယူရဲကိုတီယာကျော်စိုးက action ဘိုင်းတာဝန်ယူရဲကိုဟင်းစိုးကကင်မရာနဲ့လက်တွေ practical ဘိုင်းတာဝန်ယူရဲကိုထူးတာအတန်ဘိုင်းဆိုင်ရာကိုတင်မယ်ပေါ့အဲ့လိုတင်ညွန်းညွန်းတန်းတွေကြိုဆွဲပြီးတော့မှစနစ်တကျလွတ်တဲ့တကျဒီနေ့ရုပ်ရှင် CEO တင်နန်းကတော့ဟိုထူးခြားပြီးတော့ကောင်းမွန်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်သူတို့စ조사အားထုတ်မှုပေါ်မူတည်မှာပဲအခုကတော့ပထမတည့်ရက် ဖွင့်ပွဲဆိုတော့စောသေးတယ်လေတမီးကွနာမေးတဲ့အထက်မှာပေါ့နော်တရုတ်ဆောင်မတူပြင်းလဲဆိုတာတရုတ်ဆောင်ကဒီလိုကြီးနေရင်တော့ကျွန်တော်တို့ကဆုံးဖြတ်လို့မရဘူးနော်ဒါကြဲရုတ်ချောပေးမယ်လေသူဖြစ်ချင်မှဖြစ်တာတချို့ကတော့အဲ့ထဲမှာရုတ်တော့တိတ်မရှိဘူးဒါပေမဲ့သူဖြစ်ချင်ဖြစ်သွားမှာလေကျွန်တော်ကျွန်တော်တို့တင်တဲ့ပုံမှာចောင်းသားတွေကိုကျွန်တော်ကြီးရတော့နော်ចောင်းသားတွေကိုကြီးရတဲ့အချိန်မှာဘာကြီးရလဲဆိုတော့တို့ရဲ့ជួសမှုတို့ရဲ့ဝရိယတို့ရဲ့လေးလာမှုဘယ်လောက်ထိသူသွားလဲဆိုတော့အဲ့ပုံမှာမှရုတ်ချောတာမချောတာနဲ့မဆိုင်တော့ သူတို့ရဲ့လုံရပုံမှန်မူတည်တော့ကျွန်တော်တို့ကဆုံးပြသူရောဖြစ်နိုင်တယ်သူကတော့မဖြစ်နိုင်လူရင်တော့ကျွန်တော်ဆရာတွေဖြစ်ရမှာပေါ့နော်ကျွန်တော်ဆရာတွေဆိုတာတင်တာ90ပဲကျွန်တော်တို့သူတို့တာဝန်ယူလို့ရနောက်ထပ်90ရသူတို့ကြိုးစားပုံမှန်မူတယ်တရားဘလောက်ပဲမောင်းမောင်းသူမလိုက်နိုင်လည်းမဖြစ်ဘူးကြီးအဲကြောင့်မလို့ကျွန်တော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့၄ယောက်ကိုရွေးလိုက်တာကိုကျွန်တော်တို့ကကျွန်တော်တို့တတ်တယ်ကျွန်တော်တို့ပြည်တယ်ဒါသူတို့ရွေးတာပေါ့ပြောမဆိုးလို့ပါအောင်ဆရာဆိုတော့ကျွန်တော်တို့အများကြီးလေးလာမှာကျွန်တော်တင်ရမယ့်ဟာတွေကျွန်တော်မသိတာတွေအများကြီးဒါပေမဲ့တီးတက်လောက်လေးကိုကျွန်တော်တို့ကအန်ချမှာ တင်ပေးမှာပေါ့နော်အဲ့ဒါကိုသူတို့နိုင်နာဖို့ပဲလို့တာပေါ့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အရင်တော့တင်တန်းဒီမှာဖွင့်တဲ့အချိန်မှာចောင်းသား90ရှိဆရာ90လောက်ရှိအဲ့တော့တက်တော့ကျွန်တော်တို့ကနာယူကြည့်တင်ရတော့ဒီចောင်းသားတက်လားမတက်လားကိုကျွန်တော်တို့ကမသိဘူးကျွန်တော်တို့မှာဟိုဝတ္တရားရဆိုတာဖြစ်အပြင်းစင်ပြီးရင်စင်းဆိုဒီကလေးတက်တာမတက်တော့ကျွန်တော်မသိကျောင်းနာပြီးသွားတယ်လက်မှတ် certificate ရသွားတယ်ဒီကလေးအခြေအနေတိုးတက်လားမတိုးတက်လားကျွန်တော်တော့မသိအခုက၄ရောက်တဲ့သင်ရတဲ့အတွက်မျိုးကျွန်တော်တို့ကတယောက်စီရဲ့ကိုစီ သူ့ course နဲ့သူပိုင်းခြားပြီးသင်တဲ့အတွက်မှာအရင် clear ဖြစ်တယ်ကောင်းတယ်ဗျเนาะအရင်တော့ဆိုရင်ဆရာတယောက်ကကျောင်းသားကိုမှန်ကြည့်ရမယ်လို့သင်ပါတယ်နောက်ကျောင်းသားနောက်ဆရာတယောက်ကမှန်မကြည့်ရဘူးဆိုတော့ဒီ clear ညံ့ဘာမှမသိဘူးအခုတော့ကျွန်တော်က၄ယောက်ကခွဲလိုက်အတွက်မလို့သူ့ဆရာလည်းကိုယ်စီဝင်ဖက်ဆရာမလို့ကိုကလည်းသူ့ကိုဝင်ဖက်ဆရာသူ့အပိုင်းနဲ့သူသင်ပါလေတော့ clear ကျင်းသေးပေါ့နားလဲတော့အယုတ်ပိုင်းကျွန်တော် action ပိုင်းကျွန်တော်သင်ကျွန်တော် action ပိုင်းသူတို့နားလဲမယ်သိကြဘာကျန်တဲ့ဟာကြီးကျွန်တော်ပြောစရာမလို့ ။ तू ကလည်းသူ့အပိုင်းနဲ့ तू ကိုကိုရင်းစောရတယ် तू ပဲကိုတို့ကတော့အဲ့လိုဖြစ်တဲ့လို့ចောင်းသားတော့တေးနေပေါ့ဒီအချိန်မှာဒီចောင်းသားတွေတကယ်ကန်ကောင်းတယ်လို့ခေါ်မှာပေါ့နော်။အချိန်ရမယ်ဒီចောင်းသားဒီရဲ့လုံးနိုင်မလုံးနိုင်ကိုကျွန်တော်တို့ဆုံးဖြတ်လို့ရမယ်။ဘဒူဒီအလားလားရှိတဲ့အလူများလားဆိုအဲ့ကြမှာကျွန်တော်တို့ပြောလို့ရမှာ။ဟောခုတင်ရန်သားတွေမိတ်ဆက်တဲ့ဟာလေးတွေကိုကြည့်လိုက်တဲ့ခါကျတော့မိတ်ကလေးကများတယ်။ယောက်ျားလေးကနည်းတယ်နော်။ဒီမိတ်ကလေးများတဲ့အထဲမှာခုကိုကိုယ်ကိုယ်တိုင်ကိုကိုယ်ကိုယ်တိုင် ဘိတ်ပြန်ဆက်တဲ့အချိန်မှာတော့မှလည်းရှက်သလိုလိုယွန့်သလိုလေးတွေဇိတ်သက်သက်ကလေးတွေများတယ်နော်ဒီဟာလေးတွေကဒီရှင်းကိုဆရာတို့ကန်ရတော့မှာပေါ့နော်ရုပ်လို့ရတော့မှာဆိုတော့အာသူတို့ကြိုးစားမှုပုံမှာပဲမူတည်တယ်လို့ပြောရမှာရုပ်ရှင်မျိုးတွေဖြစ်လာတယ်နိုင်ငံတကာမှာလည်းအောင်မြင်တဲ့ရုပ်ရှင် industry တွေကသူ့မျိုးနဲ့သူရှိတယ်လေ Hollywood တို့ Bollywood တို့မြန်မာပြည်မှာဖြစ်လာရင်တော့ကောင်းတာပေါ့အဲ့တော့လေစူးစမ်းရတဲ့လူတွေကို ဟိုဘုံပြပါတယ်ဝန်တာပါတယ်ရှင်မကြီးကောင်းတယ်ပေါ်လာရင်ဝန်တာမယ်နေရာတနေရာပေါ့လေဒီနေရာမှာပဲနေဒီနေရာမှာပဲတဲ့ဒီနေရာမှာပဲရိုက်ဆိုတော့ဒါအရင်တုန်းကလည်းဗမာပြည်မှာစတူဒီယိုတွေဆိုရှိခဲ့တာစတူဒီယိုတွေမှာရိုက်တယ်အဲ့ဒီကုမ္ပဏီပါပဲစေးကြောတယ်ဖလင်ခက်ကောင်နော်အဲ့ဒါမျိုးတွေရှိလာရင်ခုနတော့တញင်သွားရရတာလူများကြီးသွားအောက်ကျနောက်ကျငှားရတာတွေပြည့်တယ်ဒါတွေကျင်းကွာသွားတယ်ရုပ်ရှင်သမားတွေပြတပန်းသား သူများစီမှာတွားရရဲဆိုကြရတောင်းအများကြီးကြီးတောင်းเนาะဒီချံပဲပစ္စည်းအောင်ဒီချံရဲ့ဟိုဖြစ်အောင်ဟာကောင်းကောင်းဝင်ဖြစ်အောင်နောက်ရိုက်ချင်စိတ်ရှိအောင်အများကြီးတတိထားရုပ်ရှင်မှာချင်းရပြောတော့ကားတကားသူများကြီးမှာတွားရင်ဆိုခဏနဲ့နာမည်ပြက်တယ်။ဘာလို့လဲကားပစ္စည်းဓာတ်တွေကိုင်းနေထွေးဓာတ်တွေစံနေမစည်းဓာတ်တွေအဲ့လိုမျိုးဖြစ်ကြတော့ရုပ်ရှင်သမားဆိုတောင်းတတန်းလန့်ကြ။နော်အိမ်ပစ္စည်းတွေပေါ့နော်။ကျွန်တော်လဲကျွန်တော်အမအိမ်ငားတယ်။ ကျွန်တော်ရိုက်ပြီးခဲ့တဲ့နောက်မရိုက်သူမငါတော့အဲ့တော့ဒီကကိုကစဉ်းကျင်ချင်ပေမဲ့လည်းအားလုံးကိုမကြည့်နိုင်ဘူးလေဟဲ့လားဒီတော့ရှိတာပေါ့ဒါမှကျွန်တော်တို့ကကျွန်တော်ကိုယ်တိုင်ကနေကိုယ်ပိုင်စတူဒီယိုရှိကျွန်တော်လောက်ထားတယ်ပေါ့နော်ကို channel မှာကိုဆိုခုနကလို့ပြောသတော့အစိုးရကနေတော့ဒီရုပ်ရှင်စီအောင်ကြီးစုကြီးလောက်တိုက်တဲ့အကြတော့ဒါကိုယ့်လူကိုယ့်ဟိုပါဖက်လေကိုယ့်ရဲ့ဥက္ခရာတွေကိုယ့်ရဲ့ဟိုပါဖွဲ့စည်းလောက်ကန်နေဆိုဝင်တာတော့သူများဆိုရင်အောက်ချခံစရာမလိုခက်တာတကူပဲကျွန်တော်တော့အခုချိန်မှာခွင့်နဲ့ချမ်းပါဆိုရင် building တွေအပင်တွေ လိုနေတာပေါ့နော်အဲ့ဒါလေးတော့ရှိမှပြင်စတူရီးလှုပ်ထားလို့ ਆ လဲမရအောင်လာရိုက်တယ်ဆိုရရသူ့မှာအားလုံးပြည်စုံမှဒီလူကလာမှာလေအဲ့တော့ဒီလူပြည်စုံအောင်ရုပ်ဆင်သမားတွေရိုက်ချင်သေးရှိအောင်ကျွန်တော်ဒီစတူရီးချမ်းမှာတော့လှုပ်တင်တာလှုပ်ထားဖို့တော့လိုပါတယ်ဒါမှရှိဘူးဆိုတခါကျွန်တော်အရင်တော့ဥက္ခရာခေါ်သွားပါတယ်ခေါ်သွားလို့မင်းဒီမှာကြိုက်တယ်လို့ရိုက်တယ်ကျွန်တော်အိုက်ရှင်ရိုက်မှာဘာတပင်မှာလည်းမရှိတော့ကျွန်တော်မေးတယ် လူโซနဲ့တက်နဲ့စစ်ဖြစ်လို့ရှိရင်နှစ်ယောက်လုံးတိတ်မှာဘာဖြစ်လို့အကာမရှိဘူးလေဟုတ်တယ်လားအကာမရှိတော့တပင်လို့အဆောက်ဦးလို့ပါအဲ့ဒါလေးတော့ရှစ်တင်ပါတယ်ဒါစတိုရီကိုလောက်ပြီဆိုကြတဲ့ကမြေကြီးပဲထားလို့မရဒါကျွန်တော်တို့အမြင်ကျွန်တော်တို့ပြောပြတာပါเนาะဒါမှလူကလာခြင်းမဟုတ် ရေးကြီးတာရုပ်ရှင်သမားကိုဆွဲတယ်ဆိုတာအလုံးပြည့်စုံနေမှာ तू ကလာမှာ तू ကလိုက်ချင်တယ်เนาะအဲအဲ့ဒါဒါလေးပဲကျွန်တော်ဟိုတိုက်တွန်းခြင်းနဲ့ပြောခြင်းတာကျွန်တော်အခုကြည်တာတော့ပင်နေမတွေ့သေးဘူး plain ကြီးပေါ့เนาะအဲ့ဒါလေးမနေ့ကစဆောဘလို့ဘလို့နောက်တော့ဒီပင်လည်းကြီးလည်းကြီးတော့ကျွန်တော်လည်းလူပြင်မှာမရှိတော့ဘူးပေါ့เนาะအဲ့လိုကားရိုက်လို့မရဘူးခုနကလိုပဲတဘုံနဲ့စသားတွေဖြတ်လို့တယောက်လုံးချောသလိုဖြတ်သေးတယ်အဲ့ကြောင့်မို့ကျွန်တော်ကတခုလုံးမယ်ဆိုရင်ကျွန်တော်ကအမြဲစဉ်းစားရတယ်ကျွန်တော်ကိုယ်ပိုင်စူရူရှိတယ်ကျွန်တော်ကိုယ်ပိုင်သင်တန်းကျောင်းရှိတယ် ကိုကအားနေတယ်သူများတို့လည်းအများကြီးဖြစ်တော့ကိုစီကိုလောင်းအောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကကြိုရှစ်ကျူးဆွဲတာအခုကျွန်တော်လေးရောက်တင်တန်းလုပ်မယ်ဆိုရှစ်ကျူးဆွဲရတယ်ပလန်နေချအောင်ဒီအချိန်တွင်းမှာဘယ်လောက်နဲ့ပြီးအောင်တင်မယ်ဘယ်လောက်ထိအောင်လုပ်မယ်ဆိုတာဒါကလုပ်လို့ရတယ်အဲ့တော့ခုနလိုစတူလုပ်တာလို့ဝင်းတာကျွန်တော်တို့ဒီအစည်းအုံကြီးကဦးစီးလုပ်တယ်ဆိုတော့ကျွန်တော်သူများဆိုပြင်တယ်အေးမျက်နှာငယ်တာဘာမှမရှိသေးတာနည်းနည်းမျက်နှာငယ်အဲ့ဒါလေးတွေဖြစ်လာရင်ခုနကလိုသူဥမအပင်ဆိုင်မယ်ဆိုတော့တိတ်မရှိဘူးစိုက်ပြီးသားအပင်ကိုယူပြီးချ ဟုတ်တယ်နော်မြန်မြန်လို့ဒါမှကျွန်တော်မိပါလေကျွန်တော်တက်တက်ကြီးနေပြီဟုတ်တယ်နော်အဲကြောင့်ဒါလေးကိုပဲကျွန်တော်တိုက်တိုးချင်တာကျွန်တော်အမြင်လေးကိုပြောပြနောက်ကြတယ်စောတယ်ဆိုတာသမီးရဲ့ဒါတတ်မှတ်ချက်တွေလုတ်လုတ်ဖို့လုတ်ဖြစ်ဖို့ပဲလိုတာလေတကယ်လုတ်နေဖို့ပဲရေးကြည့်တာအဲအလုပ်ငန်းကြီးအကောင့်ထဲပေါ်သွားမယ်အောင်မြင်သွားဖို့ပဲလိုတာအနောက်ကြတာစောတာမဖြစ်ဘူးလေငါတို့နောက်ကြနေပြီကွာလုတ်လို့မဖြစ်တော့ဘူးတို့ထိုင်နေပိုဝေးသွားမှာပေါ့တတိနော် ဆရာမြင်ရတော့ဒါဆရာတို့အသက်ကြီးဝင်တဲ့အခုနောင်လာနောက်သားတွေတို့ကတော့ဟိုတပန်းတာဝတာပါလေကိုကတော့အသက်ကြီးတဲ့အရွယ်ကြမှာဒီဟာလေးအကောင်းလေးပေါ်လာလဲဆိုတော့ခုနောက်ခုတင်နန်းတက်တဲ့ကလေးတွေရဲ့ကာလကြာရင်တော့တမျိုးတစ်ပြုံပြောင်းလဲပြီးတော့တိုးတက်သွားမှာ